နေပြည်တော် PDF အဖွဲ့ရဲ့စစ်ကြောင်းမှုရဲဘော်ကိုဆိုင်ကိုကရင်ပြည်သူတမတော်ကဘိုးကော်မတီဝင်ဗိုလ်မှူးကြီးတိန်ဟန်ကတွေ့ဆုံဆွေးနွေးလို့ကြောင်းပြောဆိုခေါ်ဆောင်ကညှိမဲနှိပ်စက်တပြည့်ခဲ့တဲ့ဖြစ်စဉ်တည်းရဖြစ်ပွားခဲ့ပါတယ်။ဒီသတင်းအကြောင်းအရာလေးကိုမတင်ဆက်ခင်မှာနေကြည်သတင်းမီဒီယာကို subscribe နဲ့ like လေးလုပ်ပြီးဖို့မေတ္တာရက်ခံပါရစေ။အခု2025ခုနှစ်မတ်လ3ရက်နေ့နေ့လယ်ပိုင်းမှာနေပြည်တော် PDF အဖွဲ့ရဲ့ပြည်မနာစစ်ကြောင်းဖြစ်သူ ရဲဘော်ကိုဆိုင်ခါဝင်းလိုင်ကိုကရင်ပြည်တည်တမတော်ကဘဟုကော်မတီဝင်ဘုံမှုကြီးတိန်ဟန်နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ပြောဆိုကကရင်ပြည်တည်တမတော်ကဒူတက်မဟာမှုဖွခွာကလာရောက်ခေါ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲဒီလိုခေါ်ဆောင်သွားပြီးတဲ့နောက်မက်ချ်လော့9ရက်နေ့မှာတော့နေပြီးတော့ PDF အဖွဲ့ကရဲဘော်ကိုဆိုင်ကိုခေါ်ဆောင်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့သိရှိလိုတဲ့အတွက်စာထုတ်ကကရင်ပြည်တည်တမတော်ဘက်ကို အကြောင်းကြားခဲ့ပေမဲ့အကြောင်းပြန်တာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ဒါဖြင့်နောက်ရက်တွင်မှလည်းကရင်ပြည်သူတမရနယ်မြေအထင်တွားရောက်တွေ့ဆုံဆွေးနွေးဖို့ကြိုးစားခဲ့ပေမဲ့လည်းဗဟိုကော်မတီဝင်တွေကတွေ့ဆုံဖြစ်ရှင်းတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ဒီကနေ့မလ13ရက်နေ့မှာတော့နေပြည်တော်ပြည်ရဲ့အဖွဲ့ရဲ့ပြည်မနာစကြမှုဖြစ်သူရဲဘော်ကိုဆိုင်ရဲ့ရုံးအလောင်းကိုကရင်ပြည်သူတမရော ရုံးဆက်ရာနေမြေတနေရာမှာရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလိုတွေ့ရှိရမှာတော့ရေဘော်ကိုဆိုင်ဟာလူသားမဆန်စွာပြင်းပြင်းထန်ထန်ညှဉ်းပန်းနှိပ်စက်ထားတဲ့ဒဏ်ရာရင်းနဲ့တိတ်ဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ဆိုပါဗျ။အဲ့ဒီရေဘော်ဖြစ်စဉ်နဲ့ပတ်သက်လို့ကရန်ပြည်သူတမတော်ဟာတောင်းဝန်အပြည့်ရှိကြောင်းနဲ့ဂျူးလွန်သူတွေကိုလည်းထိရောက်စွာအရေးယူပေးဖို့တောင်းဆိုနေတာမျိုးတွေလည်းတွေ့ရပါဗျ။ ခုဖြစ်စဉ်နဲ့ပတ်သက်လို့ကရင်ပြည်သူတမတော်ဘက်ကတစုံတရာထုတ်ပြန်ဖြစ်ရှင်းတာမျိုးအခုချိန်ထိတော့မတွေ့ရသေးပါဘူးရှင်။